လွန်ခဲ့သောနှစ်ပေါင်းများစွာမှာမွေးဘာတကောင်ကဘိုးဘေးကြောင့်လို့ကိုယူကအရှိရှွမ်းထဲမှာထွက်ပြေးပုံအောင်နေပါတယ်။ရှာဖွေသူတွေကလည်းမွေးဘာကိုတွေးရှိသွားပြီးလိုက်လံဖမ်းဆီးပါတော့တယ်။နောက်ဆုံးမှာတော့ထွက်ပြေးမလို့မရနိုင်လို့ပဲဝိုင်းဝန်းပိတ်ဆို့ခြင်းခံလိုက်ရပြီးဘိုးဘေးကြောင့်တုံးကိုထုတ်ပေးဖို့ဖိအားပေးခံလိုက်ရပါတယ်။မွေးပါကလည်းငါအချီချင်းတွေကိုရောက်မယ်မထင်သာဘူးလို့ပြောကပါဇက်တဲကနေဘိုးဘေးကြောက်တုံးကိုထုတ်လိုက်ပါတယ်ထို့နောက်အနားစရာပဲပြောစရာကောင်းမှတော့မဟုတ်ဘူး ဒါပေမဲ့ငားရဲဟာကတော့မင်းတို့လွယ်လွယ်ရနိုင်မယ်မထင်တဲ့ပြောကကိုဘာသာကိုပောက်ပွဲဖြစ်လိုက်ပြီးဘိုးဘီကြောက်တုံးနဲ့အတူနောက်တစ်ချင်းကြောက်တုံးဝင်ဆက်နေတဲ့သူကိုစောင့်နေခဲ့ပါတော့လေသူကတော့လင်းလုံပဲဖြစ်ပါတယ်လင်းလုံကငငယ်လေးကလေးကသူ့အဖေကိုလေးစားကူညီအားကြနေခဲ့ပါတယ်လင်းလုံအဖေကမိသားစုထဲမှာအငယ်ဆုံးဖြစ်ပြီးကနဦးရွယ်နဲ့အဆင့်ကိုရောက်နေတဲ့လူလည်းဖြစ်ပါတယ်သူတို့မိသားစုအတွင်းမျိုးနဲ့ကိုပြန်နိုင်ပြန်နိုင်ကလည်းသူ့ပေါ်မူတည်နေခဲ့ပါတယ် မိသားစုတိုင်းပိုင်ဝဲကမိသားစုမှာအရေးကြီးဆုံးတိုင်းပိုင်ဝဲတစ်ခုပါပဲ။ရေပိုင်ဝဲတစ်ခုစီမှာမိသားစုတွေကလူငယ်တွေအတွက်အကြီးမားဆုံးအခွင့်အရေးပါပဲ။ထိပ်သုံး၁၀ရောက်တဲ့ဝင်မဲ့သူတွေကစုမိတယ်မဟုတ်ဘူးအပြည့်မျိုးနယ်ကလာတဲ့သူဆိုသူတို့ကအတွင်းမျိုးနယ်ကိုတက်ရောက်နိုင်ပါလေ။နောက်တစ်ယောက်ရှင်နိုင်မှုအလဲကျတဲ့သူကလင်းလုံးအဖေလင်းရှောင်းအလဲဖြစ်ပါလေ။လင်းဆောင်ကိုထိတ်ဆုံးဆယ်ရောက်မှာပါမယ်လို့လင်းတို့အဖိုးကညွှန်လင့်ထားခဲ့ပါတယ်။အဲ့ဒါမှသူတို့အတွင်းမျိုးနယ်ကိုပြန်ဝင်နိုင်မှာပါ။သူနဲ့ရှင်ပြိုင်မဲ့သူကလင်းလျံထမ်းဖြစ်ပါတယ်။ မင်းလျင်ထန်းကတွင်းမျိုးလင်ကဖြစ်ပြီးသူစီမှာတိုင်လုံးကတန်းလိုက်အစွမ်းနေရှိတယ်။ဆယ်နှစ်သားမှာသူခန္ဓာချုပ်ပြီးချင်းအဆင့်ကိုကိုပြီးမြောက်ပြီးကပ္ပယွန်အဆင့်ကိုဝင်ခဲ့တယ်။အသက်၁၂နှစ်မှာကောင်းကင်ယွန်အဆင့်ကိုပြောင်းနေ15နှစ်မှာသူအသွင်းရင်ရန်အစွမ်းကိုစုဆောင်းနိုင်ပြီးတန်ကိုဖွဲ့ပြီးရန်နဲ့အဆင့်ကိုဝင်ခဲ့တယ်။သူကအခုကောင်းကင်မှုအဆင့်ပြိုင်မဲ့ငင်းဖြစ်ပါတယ်။နှစ်ယောက်သားရှင်ပြန်တိုက်ခတ်တဲ့အခါမှာမင်းလျင်ထန်းကအဝယ်ထဲနဲ့အလိုက်လိုက်ပါတယ်။ မင်းကမင်းမိသားစုရဲ့ပါမီရှင်ဆိုတဲ့နာမည်ကိုတုံးရတယ်။အပြင်မျိုးနွယ်ရဲ့အမိုက်ပဲလို့ပြောကမင်းရှောင်းရဲ့တိုင်းပြည်ညာတွေကိုတစ်ချက်တည်းဖျက်ဆီးလိုက်ပါတယ်။အဲကစားပြီးမင်းလုံးလည်းလင်းလျံထဲကိုနာကြီးမူလိသွားပါနဲ့။သူ့ဖေကြောင့်တိုင်းနိုင်ငံမှာလင်းလျံထဲကိုတဝဲနဲ့ရှုံးနေကအတွင်းမျိုးနွယ်ကိုပြန်နိုင်ခဲ့လို့မိသားစုဝင်တွေရဲ့နေချခြင်းတောင်းကြောင်ခြင်းတွေလည်းခံခဲ့ရပါတယ်။ပြီးတော့သူ့အဖေဟာတိုင်းပြည်ညာတွေအတွင်းအားတွေလည်းတုံးစားမရတော့ကတိုင်းလဲလေးခြင်းလို့မရတော့ပဲလူငယ်တယောက် မတမ်းမဆွဲလို့ဖြစ်အောင်လုပ်ခံခဲ့ရပါတယ်။အဲချိန်ကစလို့ရင်းတုံကမိသားစုလူငယ်တွေကမှနိုင်ချင်းအနှိမ့်ဆက်ခံရပါတော့တယ်။ရင်းတုံအရွယ်ရလာချိန်မှာတော့မင်းရှန်တို့လူတစုကမင်းဖေကအမိုက်ကောင်မင်းရဲ့အထူးတူပဲမင်းဖေတိုင်းကတုံးမရဘူး။တစ်ချက်တောင်မထိုးနိုင်ဘူး။မင်းတို့လင်းမိသားစုကအပီးတိုင်ထွက်သွားဆိုပြီးဝိုင်းဖူးကြပါတယ်။ပြီးတော့တက်ဆောက်ဈေးတွေလည်းမင်းအဖေအမိုက်ကောင်တို့ယူသွားတာဆိုပြီးအတိချနေပါတော့တယ်။နောက်ဆုံးတစ်ချက်ပိတ်ကန်လိုက်တော့တောင်အောက်ကိုလိတ်ကျသွားချိန်မှာတော့ မင်းရှန်ကမင်းတပေါ်အောင်လို့ရိုက်ပဲခင်ရမယ်ပြောကဂျီမောထွက်သွားပါလိမ့်မယ်။ဒင်းလုံးလည်းတောင်အောက်ကိုလိုက်ကျသွားပြီးအောက်ခြေကိုရောက်တဲ့အခါမှာတော့ငါရှုံးပြန်ပြီ။ဘလောက်ပဲကြိုးစားကြိုးစားသူတို့ကငါ့ကိုအမိုက်လို့မြင်နေတော့ပဲလို့တွေးနေချိန်မှာဒန်ယာကသူတွေထွက်ကစီးချသွားပြီးဘိုးဘေးကျောက်တုံးပေါ်ရောက်ကအလေးရောက်နေထွက်လာပြီးဘိုးဘေးကျောက်တုံးနဲ့အတူရေထဲတုတ်ကျသွားကမေးပြောသွားပါလေ။ရင်းလုံးလေရေးညှိနေချိန်မှာငါပူတမ်းမှကျင်းတယ် ရင်းလျင်ထံကိုအနိုင်ယူခြင်းလည်းလို့ပြောလိုက်ပြီးဘူဘေးကျောက်လုံးနဲ့ပေါင်းဆက်သွားပါတော့လေရင်းလုံးနဲ့နိုးလာလို့ငါးဆယ်ကိုရောက်နေတာလေလို့ပြောကဒံယာလေးကိုကြည့်လိုက်ပါတယ်ဒံယာလေးကပြောက်ပြေးနေပြီးလက်ဖွားလေးကလည်းလင်းရောင်ကြီးထွက်နေတာကိုတွေ့လိုက်ရပါတယ်ရင်းလုံးလည်းအိမ်ထဲရောက်တဲ့အထိလက်ကဟာကိုဘလို့ရရတယ်ဆိုပြီးအပြေရှာနေခဲ့ပါတယ်ထို့နောက်တကားခေါက်တန်ကြလို့ဘသူလဲလို့မေးလိုက်ပြီးဝင်ပြေးလိုက်တော့သူ့ညီမချင်းနဲ့ဖြစ်နေခဲ့ပါတယ်ချင်းနဲ့က ကိုကောင်စုရင်းရှံအဖို့ကိုအနိုင်ကျင့်ကြမည်လားရင်းရှံကတာပါတယ်သူများကိုတအားနိုင်ကျင့်တယ်အဲဒါကြောင့်အဖို့မနိုင်တာလို့စိတ်မကောင်းစွာပြောလိုက်ပါတယ်မင်းလုံးကလည်းအဖို့အစင်နေပါတယ်ဘာမှမဖြစ်ပါဘူးဒီမှာကြည့်ဘာတန်ရမှမရှိဘူးလို့ပြောလိုက်ပါတယ်အဲကြောင့်မှချင်းနံလည်းကြော်သွားပါတော့တယ်ဒုနောက်မင်းမန်ဦးလေးရဲ့ပြည်ညောင်ကယုံပါတယ်ရင်းရှံကအရင်ဆိုင်မင်းဟုံကထိကြောက်တယ်နေရန်ပြဿနာပဲရှာဖို့တက်လို့ပြောလိုက်ပါတယ် ရင်းလုံကဥလေးနှင်းနဲ့အဖေဖေကတော့အဆင်ပြေတယ်။ထားလိုက်ပါတော့မမပြောတော့ဘူးလို့ပြောပြီးအဖေပဲလို့နေတယ်။စိတ်သက်သာလာလို့နေလိုက်ပါတယ်။ရှင်းတန်ကအင်းဘာမှမဖြစ်ပါဘူး။မလက်ချန်တောင်ပေါ်မှာစေသွားချပြီးမှတဝက်ကအဖေအဆန်းကိုပြန်ရဖို့နဲ့ခြားတဝက်ကအကိုလေးချင်းဖို့အတွက်အဲ့ဒါဆိုအဲ့ကောင်ဆုံးလင်းရှံကိုအကိုနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ရင်းလုံကလည်းဒိန်ပါတယ်။မှောင်နေပြီးပြန်နာဖို့ပြောလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်းတန်မှာအေးစိတ်ခံလာမိနေတာကြောင့်ပါ။ ခင်းနဲ့လည်းပြန်သွားပါတယ်။ထို့နောက်ဒါပါလဲဆိုတာငါအမြင်နားလည်အောင်လုပ်ရမယ်။တကယ်လို့ငါဒါပါလဲဆိုတာမသိမိရခြင်းငါအိတ်တွက်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ထို့နောက်မြင်တဲ့အတိုင်းပါပဲ။ဒါပေမဲ့အိမ်မထဲမှာတော့လက်ကပုံရိပ်တွေကိုမြင်နေရပြီးအကြောင်တောက်နေတဲ့ကြောက်တုံးတုံးဆိုတာကိုသိလိုက်ပြီးစာရီကိုလည်းတွေ့လိုက်ရပါတယ်။ထို့နောက်ရင်းတော့ကတခြားတဏီရတစ်ခုစီရောက်သွားပြီးဝါပင်နေတဲ့အတူသူနဲ့တူတဲ့လူတယောက်ထွက်လာတာတိုက်ခိုက်ပါတော့တယ်။ ာအလင်းရောင်အရိတ်ကအတန်ဆယ်တန်ရဲ့အဆုံးဖြတ်ကိုတုံးလို့ရပြီခုနကအစင်ဆုံးခဏချုပ်ပြီးချင်းထပ်ပို့ရလို့တွေးပြီးတက်ခိုက်လိုက်ပါတယ် မနက်မိုးလင်းတော့ထုံတန်းပေါ်ရောက်နေခဲ့ပြီးတုံ့ကျသွားပါတယ်။ထို့နောက်ပထန်းလုံးရှုပ်ပနေပြီးအလင်းရောင်အရေးနဲ့အိမ်မက်အကြောင်းစဉ်းစားနေချိန်မှာပဲချင်းနံရဲ့အပူညီလိုရဲ့အတန်ကြာလို့ပြီးထွက်သွားပါတယ်။ရဲရှမ်းလုံးအုပ်စုကချင်းနံကိုနှောက်ရှက်နေခဲ့ပါတယ်။ချင်းနံကနေမလွန်လာနဲ့တော့လို့ပြောလိုက်ပါတယ်။ရဲရှမ်းကအချက်သေးရောင်ကြီးကသူတို့မနေ့ကရှာလိုက်တာလို့ပြောပြီးပြဿနာရှာနေပါတယ်။ထို့နောက်မိင္ကာတို့ကိုချက်သေးရောင်ကြီးမျက်ကိုပေးလိုက်တာပိုကောင်းမယ်။ မင်းမိုက်ကောင်လင်းတုံဒီလာအောင်ပဲလုံးမိလိမ့်မယ်နော်တကယ်လို့တူလာရင်လဲအရင်တစ်ချိန်ကသူငါကိုနိုင်အောင်မတိုက်နိုင်ခဲ့ဘူးလို့လှောင်နေခဲ့ပါတယ်ချင်းထန်လဲနောက်ဆုံးချက်တွေးရောင်နေမြတ်ထုတ်ပေးလိုက်လို့ယူဖို့လှုပ်လိုက်ချိန်မှာလင်းတုံကပြေးဝင်ဆောင်းလိုက်လို့လွတ်ထွက်သွားပါတယ်ထို့နောက်လင်းရှန်ကကောင်းပြီအမိုက်လိုကောင်ရဲ့အနေငယ်လောက်မမြင်ရတော့တတိတွေရှိနေတာလားအရင်တစ်ချိန်တုန်းကငါမင်းကိုတက်ညာပေးလိုက်မိတယ်ထင်တယ်ပြီးတော့မင်းအဲ့ဒါကိုမမှတ်မိဘူးလို့ပြောလိုက်ပါတယ် ချင်းထန်ကလည်းခံရမှာဆိုလို့ရံမဖြစ်ဖို့ပြောပြီးကြက်သွေးရောင်နေမြေပေးဖို့ပြောလိုက်ပါတယ်။ လင်းတုံနဲ့လင်းရှန်တို့နှစ်ယောက်လုံးကဆေးပင်ကိစ္စနဲ့တိုက်ခိုက်ကြမဲ့အချိန်မှာချင်းထန်ကထွက်သွားဖို့ပြောလိုက်ပါတယ်။လင်းရှန်ကထွက်သွားလို့ရမလားပြောပြီးပြေးထိုးလိုက်ချိန်မှာလင်းတုံကကားလိုက်ချိန်မှာမင်းကဖြစ်ရက်တွေကအိမ်မက်မဟုတ်ပဲခန္ဓာချုပ်တွေးခြင်းအဆင့်၄ကိုရောက်နေခဲ့ပါတယ်။လင်းရှန်ကအရင်နေကမှအဆင့်၄ပဲရှိသေးတာအခုခန္ဓာချုပ်တွေးခြင်းအဆင့်၄ကိုရောက်နေလို့အံ့ဩကုန်ပါတယ်။ထို့နောက်အဆင့်၄ဆူဆူရောဘာဖြစ်လဲ။ အမိုက်ကအမိုက်ပဲပြောခိုက်ပါတယ်လင်းတုံကလည်းဘသူကအမိုက်လဲဆိုတာသိအောင်ပြမယ်ပြောကာတိုက်ခိုက်ပါတော့တယ်